က္ကန့်5ခုတိန်းတာအမှန်တော့5ခုတိန်းက6ခုရတယ်အဲ့ဒါရစားရတယ်နော်တို့ထွန်းဖြစ်နိုင်ကပြောတာပေါ့နော် အမြဲတမ်းရန်သူဆိုတာမရှိပါဘူးပေါ့ဒါမေးအောင်လိုက်ကအမြဲတမ်းရန်သူဆိုတာမဟုတ်ဘူးပေါ့နော်တကယ်တော့ဒါတစ်ခါကြည့်ရင်ဒါတကယ်အကြီးစားထောက်ဖို့ဆိုလဲဒါမေးအောင်လိုက်မယ်ဆိုတဲ့အကြောင်းကိုဒါပြောထွန်းဖြစ်နိုင်ကစပြောခဲ့တာပေါ့နော် ္ဂလာပါဒီကနေ့ကတော့ဒါအော်တိုဘာလ10ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်တို့သတင်းတူသတင်းကောင်းတွေအများကြီးရှိတယ်ပေါ့နော်မနေ့ကပေါ့နော်ဒါသတင်းဦးရှုပ်လိုက်တာနဲ့ချို့သတင်းတွေတော့ချို့ရမပါသွားဘူးပေါ့နော်အဲ့ဒါတော့ဒါကျွန်တော်စကိုင်းတိုင်းမော်လိုက်ကစကန်း6ခုသိန်းနဲ့ဒေါ်လာတက်ဖွဲ့တွေအကြောင်းလဲရှိမယ်အပါတရားဖြစ်စရာတွေပေါ့နော်အပြင်အာ KIA ကဒါ KIA နဲ့ PDF ပူးပေါင်းတက်ဖွဲ့တွေကဘမောမအချင်းနေပြန်ကောင်းအောင်လှုပ်ဆောင်နိုင်နေတဲ့အကြောင်းအပြင်ဒါကျွန်တော်တီဘောပေါ့တီဘောကတော့ဒါစစ်ကောင်စီက အဲဘယ်လိုမျိုးခြေလမ်းမျိုးတွေစတင်ခြေလမ်းလာနေပြီဆိုတဲ့အကြောင်းတွေအပြင်ဒါဘူးလက်လက်ဆွေလုံးဝစကမေးမရတော့တဲ့အကြောင်းပြီးရင်ဒါတသက်ခိုင်ပေါ့နော်တသက်ခိုင်ဆိုလဲဒါလုံးဝသူကဘောက်ချာတွေဖြစ်တယ်လူလူကောင်းဆောင်ကိုစော်ကားတဲ့သူမျိုးကိုဒါကျွန်တော်တို့အချိန်ကြာရင်ထေချာပေါ့အပြစ်ပေးရမှာဖြစ်တယ်ဒါသူတမိုင်းပေါ့နော်အဲဥစ္စာနဲ့ပတ်သက်တဲ့အကြောင်းတွေလဲဒါကျွန်တော်တို့ပြောသွားမှာဖြစ်တယ်ပြီးတော့ကျတော့ရန်ကုန်လိုနေရာမျိုးမှာပေါ့နော်ဒါပြည်သူတွေရဲ့စိတ်ခံစားချက်ပေါ့နော်အဓိကတော့စစ်မှုတမ်းဥပဒေကြောင်းရယ်ပြီးရင်တော်လိုင်းတပ်ဖွဲ့တွေကိုမျှော်နေတဲ့အကြောင်း ဒီကြောင်းတွေကိုဒါကျွန်တော်ပြောသွားမှာဖြစ်တယ်ပထမဆုံးတော့ဒါကျွန်တော်တို့မော်လိုက်ကနေစလိုက်မယ်သခိုင်းတိုင်းမော်လိုက်ဒါတိုင်းငယ်စစ်စစ်ရေးအဲ့ဒီအကြောင်းကလည်းမပြောမှဖြစ်ပြောကိုပြောရမယ်တကယ်လည်းအပါတရဖြစ်เสียကောင်းတယ်ပေါ့နော်အဲပြီးတော့ဒီအကြောင်းချင်းရာကိုကြည့်ကြမ်းဖြစ်ဒါတပုတ်မတန်းလေးတွေပဲရှိသေးတယ်ဒါဘာမှတိတ်ပြီးတော့ဒါမတက်လာသေးဘူးပေါ့နော်အားလုံးအဆင်ပြေသွားပြီဆိုတာနဲ့ဒါသက်ဆိုင်ရာတိုင်းတက်ဖွဲ့တွေဒါဌာနတွေကနေပြီးတော့ထုတ်ပြန်လာမှာပေါ့နော်အဲ့ခါကြာရင်တော့တဝါကြီးကြည့်ရမှာအခုပြထားတဲ့ပုံလေးတွေကိုကြည့်လာတဲ့အချိန်မှာအပါတရဖြစ်เสียကောင်းလာတယ်ပေါ့နော်စကန်းတွေကိုဒါစကန်း6ခု စကန်5ခုတိန်းတာမှန်တော့ငါ5ခုတိန်းက6ခုရတယ်အဲ့ဒါရစားရတယ်နော်စကန်5ခုကိုတလိုင်းတက်ဖွဲ့တွေကတိန်းပိုက်ခဲ့တယ်တိုက်ခိုက်ခဲ့တယ်ဒါပေမဲ့စကန်6ခုရခဲ့တယ်ဗောနော်အဲ့တော့ဇာစကန်5ခုကတော့ဒါဒါထောသားရွာပြူစောတိစကန်ပြီးရင်အော်စီကုံရွာစကန်ပြီးရင်အဲညောင်ဝန်းရွာပြူစောတိစကန်ပြူစောတိဂိတ်ဗောနော် ပြီးရင်အဲနောင်ပင်ရွာစကန်ကုံပြီးရင်နားပင်ရွာစကန်ကုံဗောနော် အဲ့စခန်းကုန်း၅ခုကတော့တလိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။နောက်ထပ်စခန်းတစ်ခုလည်းသိမ်းပိုက်နိုင်ခဲ့တယ်။အဲ့ဒါကကျတော့မတိုက်ဘဲနဲ့သိမ်းနိုင်ခဲ့တာ။အဲ့ဒါရက်စားတယ်။တောင်းရင်စခန်းကုန်းကကျတော့ဒါလုံးဝစစ်ကောင်စီစစ်သားတွေကထွက်ပြေးသွားလို့တော်လိုင်းတပ်ဖွဲ့တွေကဒီတိုင်းအသားရကောက်ပြီးတော့သိမ်းပိုက်လိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့တော့စစ်ကောင်စီကဒါစခန်း၆ခုလက်ဆောင်ပေးသွားပါတယ်။ပြူစော်တွေလည်းပါလာပေါ့နော်။အဲ့မှာသိမ်းငယ်ဆက်စင်ရေးသိမ်းငယ်ဆက်စင်ရေးဆိုပြီးတော့ဆက်စင်ရေးတည်းရေးဆွဲပြီးတော့ပေါ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ဒီဆက်စင်ရေးအောင်မြင်တယ်လို့ပြောပါ ီလိုမျိုးအောင်မြင်အောင်ဖော်ဆောင်နေတဲ့အတွက်လည်းတပ်ဖွဲ့တွေကိုတကယ်ကြီးကျူးတယ်ပြီးတော့တရင်တပ်ဖွဲ့တွေကကြည့်မယ်ဆိုရင်ဒါမော်လိုက်တော်လင်းအင်အားစုတွေဖြစ်တဲ့အဲခရိုင်တရင်1 2 3ပြီးရင်ပါကဖပါလာဖအကုန်ပါတယ်အဲအကုန်လုံးစုပေါင်းပြီးတော့လှုပ်ဆောင်တာအပါတီယာရှိလာတယ်ဗောနော်စစ်စင်ရေးအကျိုးမြတ်ဒါစစ်စင်ရေးအရှုံးမြတ်ကြည့်မယ်ဆိုရင်လည်းလုံးဝအမျက်ထွက်တယ်ဖမ်းထားတဲ့တုံမန်းတွေများပြားနေတာပဲပြားနေတာပါဗောနော်လုံးဝလက်နောက်ပြန်ကျိုးတုတ်ပြန်ဒါအတွဲလိုက်ကြီးဖြစ်မယ်သိရတယ်တယောက်ကိုချီနောက်တယောက်ကိုတစ်ခါထက်ချီနောက်တယောက်တစ်ခါထက်ချီအဲ့လိုအတွဲလိုက်ကြီးဖြစ်မယ်ဆိုတာအကုန်လုံးက စွကျင်နဲ့ဟိုမှောက်တဲ့ကောင်မှောက်အင်ကြီးမပါပဲမှောက်တဲ့ကောင်မှောက်ဘောင်းမီတိုနဲ့မှောက်တဲ့ကောင်မှောက်လုံးဝတိုက်ပွဲဝင်အသင့်ဖြစ်နေတာတော့ပစိုးတွေဘောင်းမီတိုတွေနဲ့ဒီကောင်တွေကဒါပြည်သူဟန်ဆောင်ပြီးတော့နေမဲ့ကောင်တွေဒီကောင်တွေကတခုခုဆိုဒီအရွက်ဝက်နဲ့ထွက်ပြေးမယ်ဆိုတဲ့စိတ်နဲ့များနေနေတာဖြစ်မယ်တဲ့အဲ့လိုမျိုးကောင်တွေကိုအရာဖမ်းဆီးနိုင်ခဲ့တဲ့ဒါတွေ့တယ်ပြီးရင်ဓာတ်ပုံထဲမှာဆန့်တော့မဆန့်ဘူးထုတ်ပြန်သားတယ်ဓာတ်ပုံထဲမှာဆန့်တော့မဆန့်ဘူးပေါ့နော်ဒါဓာတ်ပုံနောက်ခါကြာရင်အဝေးဝေးကနေကြီးရိုက်ဝါရင်လည်းဝါမှာပေါ့ဗျာဒါမဲ့အဘတရားရှိလာတယ်ဆိုတဲ့အကြောင်းပြောပြရပါတော့နော်အဲ့တော့ ရိုင်းနှိမ်မိလို့ဖြစ်သွားလားမသိဘူးเนาะအဲ့တော့လက်နက်ခဲယံတင်းစီရရှိမှုအပိုင်းတွေမှာဆိုလဲအားရပါရရှိလာတယ်အဲ့ RPG တွေပါတယ်ပြီးရင်စိန်ပြောင်းတွေပါတယ်တခြားလက်နက်ငယ်အမြောက်များပါတယ်ပြီးရင်လက်နက်ခဲယံတွေလည်းအများကြီးပါတယ်ခဏလေးခုနပြောဖို့မေ့ပါခုနစစ်တုံးမန်းတွေထွက်မပြေးဘူးလားမသိဘူးเนาะအဖွဲတွေနဲ့အဆက်အသွယ်ရတဲ့ခါကျရင်မေ့ကြည့်ဦးအဲ့တော့တင်းစီရမိတဲ့ဟာတွေထဲမှာဆိုလဲအဲတပ်ဖွဲ့တွေအတွက်တကယ်ကိုအဖိုးတန်တဲ့ဟာတွေအများကြီးရတယ်ဂျမားတွေကစတွေ့တယ်အဲစစ်သုံးဆောင်ပစ္စည်းတွေဆက်ဆက်ပစ္စည်းတွေလက်နက်ခဲယံတွေအများကြီးပဲတွေ့တယ်ဗောနော် အဲချို့ဟာဆိုရင်လုံးဝပါကင်ပိတ်လေးအစ်စ်ပဲပြီးပြီအဲ့ဒါကားပါစားအနေပြီးတော့တခါတည်းထုတ်လာပြီးတော့ကိုတပ်ဖွဲ့တွေလက်ထဲကိုလာပေးတဲ့အတိုင်းပဲအဲ့ဒါကြီးကလည်းအားရစရာကောင်းတယ်ပြီးတော့ကမ်ပိန်းလုပ်မယ်ဆိုရင်၁၀ခုစာလောက်လောက်ရမယ်အနေထားမျိုးရတာအဖွဲ့တွေကအဲ့ဒါမိုက်တယ် အဗီဂျီတလက်ဆိုပြီးတော့လုပ်နေကြတဲ့ကမ်ပိန်းတွေရှိတယ်အာစိတ်မြောင်းဝယ်ခြင်းလို့လုပ်နေကြတဲ့ကမ်ပိန်းတွေရှိတယ်အဲ့လိုမျိုးကမ်ပိန်းကိုအခုဒါ10ခုလောက်တပြိုင်တည်းလုပ်လိုက်တဲ့အတိုင်းပဲဒါတို့လည်းတပ်ဖွဲ့တွေကအခုနောက်ဆိုတိသွားပြီလက်နဲ့လူချင်းစစ်ကောင်စီပဲသွားတိုက်တော့ပါအဲ့ဒါတကယ်မိုက်တယ်ပေါ့နော်အဲနောက်တစ်ခုကဒါပါစ4ဦးပေါ့နော်အဲပါစ4ဦးကလက်နဲ့နဲ့အလင်းဝင်တာရှိတယ်အဲ့လိုလက်နဲ့နဲ့အလင်းဝင်တဲ့အတွက်ဂုံပြူးချင်းမြင့်ငွေတွေလည်းပေးခဲ့တယ်ဆိုပြီးတော့တိရအဲ့မှာကွာွားတယ်တိလားကွာွားရဲဆိုတာ ဒီတကယ်ကိုလောကအမြင်မှန်ရတယ်အပြင်ငကိုခဲနဲ့ကလည်းဒါသူတို့တွေဘက်ကိုစိတ်မပါဘူးဒါပါစပေါ်တာဆွဲလို့ဒါပါသွားတာပေါ့နော်အဲ့တော့အခွင့်အရေးရတဲ့ချိန်မှာဒါလက်နဲ့နဲ့အတူတူဒါအလင်းဝင်လာတာဖြစ်တဲ့အတွက်ဒီလူငယ်တွေကိုတော့တကယ်ချီးကျူးရတယ်ချီးမြှောက်ပါမယ်အဲ့တော့စုချီးမြှင့်နေဆိုတဲ့ဟာကိုလည်းတကယ်ဂုဏ်ယူပါတယ်အဲ့လိုမျိုးဖြစ်တင်တယ်ပေါ့နော်တလိုင်းတက်ဖွဲ့တွေအတွက်တကယ်အတုံးတဲ့မဲ့လက်နက်ခဲရနေကစားယူလာတယ်အဲခုနကတကောင်းသားတွေကတော့အဲ့လိုဖြစ်မျိုးပဲကြုံရပါဘောနော် ကျွန်တော်တို့ကလက်နက်တွေခဲရန်တွေလှုပ်ပြီးတော့ထွက်ပြေးတာမျိုးတွေများဖြစ်မလားဆိုပြီးမေးမေးကြည့်အောင်ပါဗျာအဲ့ကောင်တွေကကျတော့အမြင်မမရတဲ့ကောင်တွေအဲအဲ့ဒါဒါအဖမ်းခံရတဲ့ကောင်တွေ ਨੇ ခုနလိုအမြင်မရပြီးတော့အလင်းဝင်လာတဲ့သူတွေကကြွာချချက်ဟိုအဖွဲတွေကအမဲလောကချီချူးကွန်ပျူတာတွေပါရတယ်ဗောနော်ဆိုတာအချင်းမြောက်စားခံရတယ်ဒါငွေကြီးတွေကအစပါဗောနော်စူချင်းမြင်တာမျိုးတွေပေးခံအဲ့တော့ ဒါဟာကွာခြားချက်ပဲပြီးရင်ဒီတိုက်ပွဲတွေကနေပြီးတော့အောင်မြင်မှုရတယ်ဒါနှစ်လအတွင်းမှာတိုက်ခဲ့တဲ့တိုက်ပွဲပေါ့เนาะအဲ့တော့ဒီစကိုင်းတိုင်းမော်လိုက်ဆိုတာကလည်းစစ်ကောင်စီကအသေးအတံပြန်ရဖို့အတွက်စ조사နေတဲ့နေရာဖြစ်တဲ့ SNN လို့မျိုးဒါသူရဲ့လက်ပါစီတွေကစပြန်ပြီးတော့အုံချပြီးတော့ပြန်ရယူဖို့စ조사နေတဲ့နေရာဖြစ်တယ်ဒါပေမဲ့အဲ့ဘက်အချမ်းကကြားလိုက်ရပြီဆိုတဲ့ခါကျရင်တည်ရတယ်မဲ့တုံမန်းနေဆိုလည်းအများကြီးလက်နဲ့ခေရနေဆိုလည်းအများကြီးဟာပြေးလိုက်တာလည်းတောက်တောက်လေးပေါ့နော်တည်လိုက်တာလည်းတောက်တောက်လေးအဲ့လိုပုံစံမျိုးတွေရရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုတော့ကျွန်တော်စူပေါင်းလှုပ်ဆောင်မှု ျွန်တော်တို့အမြဲတမ်းမျှော်လင့်တောင်းတခဲ့ကြတဲ့စူပေါင်းလှုပ်ဆောင်မှုတွေကျွန်တော်တို့မြင်ရတယ်။တိုက်ခိုက်ရေးတရင်တပ်ဖွဲ့တွေကတိုက်ခိုက်ရေးနဲ့ပတ်သက်တဲ့ဟာလှုပ်တယ်။အာပါခဖလည်းပါခဖပူပေါင်းပြီးတိုက်တာတွေရှိတယ်၊ကုတ်ခဲတာတွေရှိမယ်။အာပါလဖလည်းပါလဖသူလှုပ်ဆောင်ရမယ်အလုပ်တစ်ခုစီတိုင်းကိုအတူတူလက်တွဲပြီးတော့အကောင့်ထဲပို့သွားတယ်။ဒါစူပေါင်းလှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာပါတရမြင်ရတယ်။အဲ့ဒါကတကယ်ကျွန်တော်တို့အတွက်အရင်အရေးကြီးနေတဲ့လိုအပ်ချက်ဖြစ်တယ်။အခုချိန်မှာအဲ့လိုပုံစံမျိုးကြီးကျွန်တော်တို့အများကြီးလိုအပ်တယ်။ ဒါအခုဒီနေရာဒေတာမှာရှိတဲ့အဖွဲတွေဒီလိုစုစည်းနိုင်ပြီဆိုရင်နောက်ထပ်နေရာမှာရှိတဲ့နောက်ထပ်ဒေတာကအဖွဲတွေနဲ့လည်းအခုလိုမျိုးချိတ်ဆက်လှုပ်ဆောင်တဲ့စစ်စင်ရေးတွေအများကြီးရှိလာဖို့ကျွန်တော်တို့ကတော့မျှော်လင့်နေပါတော့။ဒါဟာစစ်ကောင်စီအကြောက်ဆုံးအရာဖြစ်တယ်။အဲ့တော့အဲ့လိုအရာမျိုးကိုကျွန်တော်တို့အလင်းမြန်ဖန်တီးပြီးတော့အကောင့်ထဲပို့နိုင်မှုအရေးကြီးရယ်ဆိုတာလည်းပြောချင်တယ်။စစ်ကောင်စီတောင်မှဒီလိုမျိုးဖြစ်နေတယ်ဆိုမှတော့ဗျာသူတို့ရဲ့လက်ပါစီဆိုတဲ့ဒီပြူစောဒီတို့ပြည်သူစစ်တို့ပို့ဆိုးတာပေါ့အကောင့်နဲ့ စစ်တပ်တလုံးတိုက်ခဲ့တဲ့ကောင်တွေမှာမဟုတ်တာကိုကျိုးစည်းဝါရှာနေတဲ့ကောင်တွေလေ။ဒါအဲ့လိုကောင်မျိုးတွေနဲ့ဒါစစ်ကောင်စီကဖွဲ့စည်းပြီးတော့လှုပ်ရှားရုန်းကန်နေရတာဖြစ်တဲ့အတွက်တော်တော်လေးအခြေအနေမလှဖြစ်နေတယ်။နေရာစုံမှာဖြစ်နေတာ။သူတို့အတွက်နေရာစုံမှာအထိနာနေကြတာဘယ်တော့မှဖြစ်လိုက်ပြီဟေးဆိုတဲ့ခါကြရင်လည်းဒီကနေပဲအာဒီနာဖြစ်လိုက်ပြီဟေးဆိုတဲ့ခါကြလည်း ွဲကနေပဲပေါ့နော်အဲလိုပုံစံမျိုးတွေဖြစ်နေတာအဲ့တော့စစ်ကောင်စီကနေရာနှက်မှာဒီစစ်ရှုံးတဲ့ဒဏ်ပေါ့နော်အဲသူတို့ရဲ့အရေးချင်းမရှိမှုတွေကိုပေါ်လွင်ထင်ရှားစေတဲ့ဒါဖြစ်စဉ်တွေကအများကြီးဖြစ်နေတာတွေ့ရတယ်ဒါနေရာတိုင်းမှာသူတို့အင်အားကြီးနေနေတယ်ပေါ့နော်အဲအကြောင်းမလို့ဒါအာခတ်တက်တော်ဒါဗိုလ်ချုပ်ထွန်းမြင့်နိုင်ကပြောတာပေါ့နော်အမြဲတမ်းရန်သူဆိုတာမရှိပါဘူးပေါ့ဒါမရောက်နိုင်ကအမြဲတမ်းရန်သူဆိုတာမဟုတ်ဘူးပေါ့နော်တကယ်တော့ဒါတစ်ခါကြည့်ရင်ဒါတကယ်အကြီးစားထောက်ဖို့ဆိုလဲဒါမရောက်နိုင်မယ်ဆိုတဲ့အကြောင်းကိုဒါ ပြောထွေးမြင့်နိုင်ငံဆရာပြောခဲ့တာဗောနော်ဟုတ်တယ်သူထောက်ပံ့ပေးတဲ့ဟာတွေကမနေ့မနေ့ကြီးအခုတော်လိုင်းတက်ဖွဲ့တွေဥမာ MA series တွေဆိုရင်အားအများကြီးပဲကျွန်တော်ဒီတော်လိုင်းတက်ဖွဲ့တွေထဲမှာဗောနော်အဲ့လိုပုံစံမျိုးနဲ့ကိုသူကအစစအရာထောက်ပံ့အားတချို့ဆိုရင်ဒါဘုံသီးတွေမကဘူးရန်တုတ်လေးပါပါသေးတယ်တခါတည်းအသင့်ပြစ်လို့ရအောင်ဗောနော်အဲ့လိုပုံစံမျိုးအဲအတိုင်းထောက်ပံ့နေတာမင်းအောင်လိုင်းကတကယ်အကြီးစားထောက်ဖို့ဖြစ်တယ်ဆိုတဲ့ဟာလေတွေ့ရတယ်ဗောနော်အဲပြီးတော့ဒါစစ်စင်ရင်တရက်အနေနဲ့ဖော်ဆောင်နိုင်တာ ဒလိုင်းတပ်ဖွဲ့တွေကစစ်စင်ရေးတရက်ပုံစံမျိုးရေးဆွဲပြီးတော့စီမံချက်ပါဗျာအဓိကတော့စီမံချက်ဒီစကန်း6ခုကိုသူတို့ဒါကာလတစ်ခုတတ်မှတ်လိုက်မယ်ပြီးတာနဲ့ဒါဒီဒီဟာအရင်တိုက်မယ်ဘယ်ဟာအရင်တိုက်မယ်ဘယ်ဥစ္စာပြင်ဘယ်ဟာကိုတိုက်မယ်ဆိုတဲ့စီမံချက်တွေစီမံချက်တွေပြင်ဘယ်ဖွဲ့တွေဘယ်ဖွဲ့တွေပါဝင်မယ်ဘလောက်ဘလောက်အင်အားပါဝင်မယ်အာကြည်အသုံးပြုမှုဘလောက်ဒါမျိုးပုံစံမျိုးစီမံချက်တွေကိုအသေးစိတ်ပုံစံပြင်ဆင်ပြီးတော့လှုပ်ဆောင်နိုင်တယ်လို့တော့ကျွန်တော်ယူဆဒါဟာတကယ်ကိုကောင်းမွန်တဲ့ဒါ ပေါ်ဆောင်နိုင်မှုဖြစ်တယ်ပေါ့နော်အဓိကတော့ဒီလိုမျိုးပူပေါင်းမှုရဆစ်စီရင်တရက်ကိုအောင်မြင်အောင်ပေါ်ဆောင်နိုင်မှုအတွက်ကအခုချိန်မှာအလိုလားဆုံးအရာဖြစ်တယ်အရေးကြီးဆုံးအရာလည်းဖြစ်တယ်အဲ့လိုဟာမျိုးကိုဒါကျွန်တော်မြင်ရတွေ့ရတယ်ပေါ့နော်အဲ့တော့အဲစစ်ကောင်စီကအခုဆိုရင်ဒါဘယ်နေရာကိုမှသူအထင်မသေးရဲလောက်တော့တကယ်သူအမြဲတမ်းမှအထင်သေးကြတာရှိတယ်အားခတ်တော့ A ဆိုလည်းအထင်သေးအခုတော့သူ့ကိုပြန်ပြီးကျုံးနေပြီပေါ့နော် PDF ဆိုလည်းသူအထင်သေးကြတာနောက်ဆုံး PDF ကိုပြန်ပြီးတော့အလင်းဝင်ဖို့ဖိတ်ခေါ်နေရပြီအမျိုးစုံပေါ့ဗျာမျိုးစုံပေါ့ KIA ဆိုလည်း KIA သူပြောခဲ့တာပဲဟာ လိုက်ဇာတစ်ခုတည်းပဲကြံတဲ့ထီတော်ငါတို့ကကြိတ်ထားသေးတာဒီတစ်ခါလဲဘာမှုလို့လဲလုံးဝလိုက်ဇာနားကိုဒါတီတော်မတီရဲတဲ့အနေထားတွေဖြစ်နေတဲ့ဟာပေါ့ဗျာအဲ့တော့အခုအချိန်နေရဆိုရင်ဒါတော်လိုင်းတက်ဖွဲ့တွေဘက်ကပေါ့နော် local ဆိုလဲ local အလျောက်ဂျုံတာပဲဟာ MOD အောက်ကတိုင်ရင်တက်ဖွဲ့ဆိုလဲ MOD အောက်ကတိုင်ရင်တက်ဖွဲ့အလျောက်ဂျုံတာပဲပေါ့နော်ပြီးရင် EAO ဆိုလဲ EAO EAO နဲ့ပူးပေါင်းပြီးတိုက်နေတဲ့ BDS ဆိုလဲ BDS လုံးဝဗျာဟိုလုံးဝရေချင်းတွေပြေးသွားလာတယ်ဆွမ်းဆောင်ရည်တွေပြေးသွားလာတယ်အဲ့လိုပုံစံမျိုးနဲ့တိုက်ပွဲတွေပေါ်ဆောင်ပြီးတော့ဂျုံနေတာ တကယ်အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီမင်းကြိုက်တဲ့အဖွဲ့ကိုမင်းအတင်သေးလိုက်မင်းနားကားမယ်သာဖြစ်အဲအကြောင်းမလို့အညာအဖွဲ့တွေကတချို့ဆိုကြုံသွားကြတယ်အညာကိုထင်သေးတဲ့စစ်ကောင်စီကိုဘာပြောကျင်လဲလုံကြည့်လိုက်လေပေါ့အဲ့လိုမျိုးအညာကိုထင်သေးနားကားသွားမယ်ပေါ့နော်တကယ်လည်းဖြုတ်နေကြတာလေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဒါဒီလိုမျိုးပူပေါင်းပြီးလှုပ်ဆောင်တဲ့ဟာတွေကိုကျွန်တော်တို့တကယ်ကိုဒါကြိုးစားပါတယ်အဲတော်လိုင်းရေးဘက်ကတော့ဒါဒီတိုက်ပွဲတွေမှာအထူးကြိုက်ကြဆုံးအနေငယ်ရှိတယ်ဆိုပြီးတော့လည်းသိရတယ်ဒါကတော့စိတ်မကောင်းစရာပေါ့เนาะအဲ့တော့အဲ့လိုမျိုးဒါမြင့်မြတ်စွာဘေးဆက်သွားတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်းဒါထိုက်တန်တဲ့ဂုဏ်ပြုမှုတွေကျွန်တော်တို့ရှိစေခြင်းနဲ့အဲသူရဲ့မိသားစုတွေရှောင်းဆောင်ရှောက်တာမျိုးတွေလည်းဒါဖြစ်စေခြင်းနဲ့ပေါ့နော်နောက်တစ်ခုကဒီကာလတော့တွင်းမှာပေါ့နော်အဲ KIA ကကချင်ပြည်နယ်မှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေပေါ့နော်အခြားမဟာမိတ်အဖွဲ့တွေကကချင်ပြည်နယ်ဒါဗမော်ဘက်ချမ်းနေမှာလည်း ဲပုံစံကောင်းနေပြန်ပြီးတော့ပြသလာနိုင်တယ်အခြေအနေကောင်းနေပြန်ပြီးဖန်တီးလာနိုင်တယ်ဝိုင်းမော်ဘယ်ချမ်းပါဆိုလဲအဲ့တိုင်းပဲအခြေအနေကောင်းနေပေါ့နော်အဲ့တော့ကျတော့ဒီလက်မြန်တို့ဘာလို့ဆိုတာအတိအတိုင်းပဲဗျာဟိုနေ့ကနေမဲ့ဒါကာကင်းစကန်နှစ်ခုရလိုက်တယ်ပေါ့နော်အခုဆိုလဲအဲဒီမန်စီဘက်အထွက်ပေါ့နော်အဲ့ဘယ်ချမ်းပါဆိုလဲဒါ49ရက်ကာကင်းစကန်တစ်ခုကိုရလိုက်တယ်ဒါဘုံဝင်းတော်ဘူးပြောထားဆိုရင်သူက ဒီကာကင်းစခန်းနေပြီးတော့ဒါပြောရရင်များဒီတက်ရင်ရဲ့ကာကင်းစခန်းပုံစံမျိုးထုတ်ထားတဲ့ဟာပေါ့နော်အင်းကတိတ်မရှိပါဘူး10ရောက်လောက်ပဲရှိတယ်ဆိုရပုံစံမျိုးအဲ့10ရောက်လောက်ထဲမှာမှဘုံမှုတကောင်တည်သွားတယ်ပြောနေတာဗျာဒီ10ရောက်လောက်ပဲရှိတဲ့နေရာမျိုးကိုတော့မှဘုံမှုဆိုတဲ့ကောင်ကိုဦးစီးခိုင်းနေရတဲ့အနေအထားမျိုးဆိုရင်ဒါစစ်ကောင်စီကတော်တော်ကိုချင်းနေဆိုးနေတာဒါသာတကယ်အမှန်ဆိုရင်စစ်ကောင်စီတော်တော်ကိုပြာရာခတ်နေတယ်ဆိုရဲ့ ုံစံမျိုးကိုတွေ့ရတယ်နောက်တစ်ခုရှိတာအဲ့လိုပေါ့နော်အဲ့ကာရင်စကန်းကိုမြန်ဌာနချုပ်တခုံးကသွားစီရင်တိုက်ပွဲနဲ့တိုးလာဆိုရင်တော့လည်းမပြောတတ်ဘူးပေါ့နော်အဲ့တော့ဒါအော်တိုဘာလ၈ရက်နေ့မှာအခုနခါလိုက်40ခွန်ဘက်ကကာကင်းစကန်းတစ်ခုရတယ်အဲအော်တိုဘာလ9ရက်နေ့မှာကျတော့ဒါမိုးမောက်အထွက်ဒါနှစ်မိုင်တို့၃မိုင်တို့ရှိတယ်ဗောနော်အဲ့ဘက်ချမ်းနေမှာလေဒါကာကေးစကန်နေပြန်ပြီးတော့ရတာဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့အဲ့ဒီတိုက်ပွဲတွေမှာဒါစစ်ကောင်စီဘက်က ဘုံမှုတအုပ်ပါဝင်အခြားအရာရှိအချို့လည်းသိတယ်။တော်တော်များများသိတာပဲအရာရှိရေပြောရရင်လေ။အဲ့တော့အရာရှိတော်မှအဲ့လိုတော်တော်များသိတယ်ဆိုရင်အောက်ကရဲဘော်တော့ဒါပြောမနေနဲ့ပေါ့နော်။ဒါပုံလိုက်လေးရှိမှာ။အဲ့တော့ကျွန်တော်ဒါဘလိုပဲဖြစ်ဒါကလည်းအားရစရာကောင်းတယ်။ပြီးတော့ဒါအချိန်နေကောင်းနေပြန်ပြီးတော့ဖန်တီးလာနိုင်တယ်ဆိုတဲ့ဟာကိုလည်းဒါပြောပြသွားတယ်ပေါ့နော်။အဓိကတော့တိုက်ပွဲဖြစ်တဲ့အတွက်အဒိုးဆုပ်ရှိတယ်။စစ်ကောင်စီဘက်ကလည်းသူတို့ရရင်သူတို့ရသလိုလုံးပါပဲ။ အဲ့ဒီဟာကိုဒါကျွန်တော်ဘက်ကဆုတ်ပေးလိုက်ရတာရှိတယ်တခါတလေကျရင်တမင်ဆုတ်ပေးလိုက်တာရှိတယ်ဗောနော်အဲ့လိုဆုတ်ပေးပြီးမှစစ်ကောင်စီမထင်မှတ်တဲ့နေရာမျိုးတွေကနေပြီးတော့ပြန်ပြီးတော့တိုက်ခိုက်အနံ့ယူသိမ့်ပိုက်နိုင်ခဲ့တာတွေလည်းရှိတာဗောဗျာအဲ့တော့ကျတော့တပ်ဖွဲ့တွေဘက်ကလည်းအခွင့်အရေးတွေဖန်တီးပြီးတော့အခုလိုမျိုးပဲဒါရရင်ရလို့သိမ့်ပါပဲဗောနော်အဲ့တော့စစ်ပွဲဆိုတာတော့ဒီလိုပဲတိုက်ပွဲဆိုတာတော့ဒီလိုပဲဒါပေမဲ့ဗောနော်မြေမြမှာပို့ပြီးတော့ရလက်ကြီးကြီးမှမှရဖို့ဖော်ဆောင်နိုင်မှုအတွက်ကတော့ တပ်ဖွဲ့တွေကတကယ်ကိုစူးစမ်းပန်းစားနေလှုပ်ဆောင်နေကြပါလဲဆိုတာလည်းသိစေချင်တယ်ဗောနော်အဓိကတော့တပ်ဖွဲ့တွေလည်းနေမအားညမအားကိုချနေတာဗောနော်စေကောင်စီကလည်းအဲ့ဘက်ဒေသတွေမှာတိတဲ့အတိုင်းပဲသူကရွေးကောက်ပွဲအသေးအံလှုပ်ဖို့လိုနေတာဖြစ်တဲ့အတွက်ဒီနေမီတွေပြန်ရဖို့ရည်ကြီးတယ်ဒါကြောင့်မလို့လေသူကလည်းစူးစမ်းပန်းစားလှုပ်နေတာပဲအဲသူစူးစမ်းမှုတွေအရာမထင်တာတော့မတတ်နိုင်ဘူးဗောနော်အဖွဲ့တွေကတော့ဂျုံးပါပဲဗောနော်နောက်တစ်ခုကတော့ဒါစေကောင်စီနေနဲ့အရာထင်နေတဲ့နေရာလေးကျွန်တော်တို့ခုထပ်သွားရအောင်ဗောနော်အဲ့ဒါကတော့စေကောင်စီကသူတို့ပြန်ပြီးတော့ထိန်းချုပ်သွားနိုင်တဲ့ကြောင်းပဲ ကြောင်မဲပြီးတဲ့အချိန်မှာသူကကြောင်မဲမျိုးမှာရှိတဲ့ဒါစစ်ရှောင်းတွေပေါ့ဗျမိုက်ရိုင်းတဲ့လောက်ရက်တွေကိုပြောပြကြနေတော့ဗျဒါစစ်ဘေးရှောင်းသွားကြတဲ့ပြည်သူတွေရှိတယ်အဲ့ပြည်သူတွေရဲ့နေအိမ်တွေကြံခဲ့တဲ့နေအိမ်တွေကိုဒါအရှိဒါဖြစ်စင်မှာတော့တော့သူကဒီပြန်လာဖို့ခေါ်တာပေါ့နော်ဒါဂရီနီဘက်မှာဆိုရင်ဒါသူကဒီစစ်ဘေးရှောင်းသွားတဲ့ပြည်သူတွေရဲ့သူတို့ရဲ့ဒါနေရာတွေကိုပြန်လာဖို့ခေါ်တယ်အဲပြန်လာဖို့ခေါ်ပြီးတော့တကယ်လို့ပြန်မလာဘူးဆိုရင်အဲ့နေရာတွေကိုချိတ်ပိတ်သိမ်းဆည်းမယ်ဆိုပြီးတော့ပြောတာရှိတယ်ဒါပေမဲ့အခုကြောင်မဲမှာじゃအဲ့လိုပုံစံမျိုးမဟုတ်ဘူးအဲ့ထက်ကိုသိုးတဲ့ဟာမျိုးလုပ်နေတာ အဲ့ဒါပါလဲဆိုတော့ဒါဆေးဘေးရှောင်သွားတဲ့ပြည်သူတွေရဲ့ကြံခဲ့တဲ့အိမ်တွေကိုဖောက်ထွင်းပြီးတော့ပစ္စည်းတွေခိုးယူတည်ယူတာတွေလုံဆောင်နေတယ်ဆိုတော့ဟာကိုသိရတယ်တော်တော်ကိုမရိုင်းဆုပ်ခဲ့တဲ့လုပ်ရည်တွေကိုလုပ်နေတာပေါ့နော်အဲနောက်တစ်ခုကတော့ဒါစစ်ကောင်စီရဲ့တီဘောထိုးစစ်ကတီဘောနဲ့ဆယ်မိုင်ပတ်ချာလဲအကွာတိရောက်လာနေပြီဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲလွယ်ကောကြေးရွာနာတိရောက်နေတဲ့ဒါစစ်ကောင်စီကကြောင်မဲတီဘောလမ်းမပေါ်ကဗျူဟာရရေးပါတဲ့ဒါဂျင်းတီတရားပေါ့နော်အဲ့တရားကိုဒါသူတို့ရဖို့အတွက်စူးစမ်းနေတာရှိတယ် တကယ်လို့အဲ့တတားကိုရသွားမယ်ဆိုရင်လည်းဒါပြောရရင်ဒါတီဘောခံစစ်အဲအတွက်တော်တော်လေးဆိုရင်ရတဲ့အနေထားပေါ့နော် DNA လေးအတွက်တော်တော်လေးဆိုရင်ရတဲ့အနေထားပုံမှုခက်ခဲလာနိုင်တယ်လို့တော့ပြောနိုင်တာပေါ့ဗျာအဲဒါကြောင့်မလို့ဒါစစ်ကောင်စီကဒီကျင်းတီတရားကိုရဖို့အတွက်ပြည်တော်စုလမ်းမကြီးဘက်ကနေပြီးတော့စစ်ကြောင်းတစ်ကြောင်းလာတယ်ပြီးရင်ကြေးရွာချင်းဆက်လမ်းတွေကနေပြီးတော့စစ်ကြောင်းတစ်ကြောင်းလာတယ်စစ်ကြောင်းနှစ်ကြောင်းနဲ့ဥတီပြီးတော့ဒီနေရာကိုရဖို့အတွက်ထိုးစစ်ဆင်လာနေတာတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော် လက်ရှိအခြေအနေကတော့ဒါတီဘောကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီနဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေတော်လိုင်းအင်အားစုတွေကြားထဲမှာပေါ့နော်အဲကြောက်မဲနဲ့တီဘောလိုမျိုးထိထိတိုက်ပွဲခဏခဏဖြစ်ပွားတာမျိုးတွေအပြင်းထန်ဖြစ်ပွားတာမျိုးတွေတိတ်မတွေ့ရဘဲနဲ့စစ်ကောင်စီဘက်ကလေကြောင်းအေးတာမှု drone အေးတာမှုတွေနဲ့ထိုးစစ်ဆင်လာနေတာတွေကိုတွေ့နေရတယ်ဆိုပြီးတော့လည်းဒါကြောင့်သိရတယ်ပေါ့နော်အဲ့တော့ဒါပြင်ဒါတို့ထိန်းချုပ်နိုင်သွားတဲ့ကြောက်ဝဲမှာလည်းစင်အင်အားလက်နက်ခဲယမ်းအင်အားတွေဖြစ်တင်းနေတဲ့အပြင် အရက်ဘက်ဝန်တန်းတွေကိုကစားအဲ့နေရာတွေကိုဆင်လွတ်တာတွေပြန်ခေါ်တာတွေပြန်ပြီးနေရာချထားတာတွေလုပ်နေတယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲ့တော့ကြောင်မွဲမှာအဲ့လိုမျိုးဒါစုဖွဲ့ပြင်ဆင်နေတဲ့အပြင်ဗောနော်ဒါအချက်ချာကြတဲ့မိုင်းတင်းရွာအဲ့ဒီရွာအဲ့ဒီရွာကိုလည်းသူတို့ကအခိုင်မှာဒါခန့်စစ်ပုံစံမျိုးအခိုင်မှာပြင်နေတာရှိတယ်အဲ့ဒီနေရာကိုသူကအခြေချနိုင်ဖို့ဗောနော်အဲ့လိုပုံစံမျိုးနဲ့သူတို့ပြင်နေတာရှိတယ်အဲပြီးတာနဲ့ဒါတီဘောနဲ့မိုင်းလုံးအထွက်နေရာတွေကိုလည်းအင်အားဖြန့်ခွဲတာမျိုးတွေလုပ်နေတယ်ဒါကတော့ဒါသူတို့ ပြောမယ်ဆိုရင်တော့ဗျလုံးနေကြအတိုင်းပါပဲနောက်ကနေပြီးအင်အားတွေဆက်လာမယ်ပြီးရတဲ့ရှေ့ကိုတိုးနိုင်ဖို့အတွက်အင်အားတွေထပ်ဖြည့်မယ်ပြီးရတဲ့လေကြောင်း drone လက်နက်ကြီးဒါပြစ်ခတ်တာမျိုးတွေလုပ်မယ်ပြီးရင်မြေပြင်စင်ကြောင်းထုတ်မယ်အဲ့နေရာကိုပြန်ပြီးတော့ထိမ့်မယ်ဒါကတော့သူတို့ရဲ့ပုံစံအရှိပုံစံအတိုင်းပဲပေါ့နော်အဲ့လိုပုံစံမျိုးလှုပ်လာတယ်ပြီးတော့ဒါအရက်သားဝန်ထမ်းတွေပါပို့ဆောင်လာတာဖြစ်တဲ့အတွက်နေရာချထားဖို့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ရွေးကောက်ပွဲအတွက်ကိုအားချင်းပြင်ဆင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းမြင်ရတယ်တွေ့ရတယ်ပေါ့နော်အဲ့တော့ အရေးကြီးတဲ့နေရာတွေမှာအခိုင်အမာတိဆောက်ပြီးတော့အင်အားဖြန့်ခွဲတာတွေစုဖွဲ့တာတွေလုပ်တယ်ဆိုတာကလည်းကျွန်တော်ခုနပြောသလိုရှေ့ဆက်ပြီးတိုးဖို့အတွက်သူတို့ရည်မှန်းထားတဲ့နေရာတွေကိုရှေ့ဆက်ပြီးတိုးနိုင်ဖို့အင်အားချင်းဆက်ဆက်တာမျိုးတွေအုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းဖောက်တာမျိုးတွေဒါမျိုးတွေအတွက်ဒီလိုမျိုးရည်ရွယ်လှုပ်ဆောင်နေတယ်ဆိုတဲ့ဟာကိုလည်းဒါပြောလို့ရတယ်ပေါ့နော်အဲ့တော့တစ်ဖက်မှာအဲ့လိုမျိုးပြင်ဆင်နေသလိုစီရေးအရအရေးကြီးလာမဲ့ဒါတီဘောနမ်ဆန်မိုင်ဟုံးဒေတာတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုနေ့စဉ်နဲ့မပြတ်ပေါ့နော်ဆက်မပြတ်ဘုံကျတာတွေလုပ်နေတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ ဒါကဘာလို့လဲဆိုတော့ဒါလည်းတုံးစံပဲသူတို့ခြိတက်မဲ့လမ်းကြောင်းတစ်လျှောက်မှာဒါသူတို့ရင်ဆိုင်ရမယ်တော်လိုင်းအင်အားစုတွေရဲ့ဒါခန့်စစ်မြင့်နေရတယ်အဲပြီးရင်ဒါကုကဲမှုနေရတယ်အဲပြီးတော့ဒါဆုတ်ခွာရလမ်းကြောင်းတွေပေါ့နော်အဲလမ်းကြောင်းတွေကိုဂျိုတင်ချေမုန်းတာတွေလည်းရှိနိုင်တယ်ပေါ့နော်အဲအတွက်လောက်တာမျိုးတွေလည်းဖြစ်နိုင်တယ်ပြီးတော့တော်လိုင်းအင်အားစုတွေပြင်ဆင်ချိန်မရအောင်ဒီအလုပ်တွေများနေအောင်ရည်ရွယ်ပြီးတော့လှုပ်ဆောင်နေရတယ်လည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့သူလေကြောင်းအဲ့လိုတိုက်ခိုက်နေတဲ့ချိန်မှာသူ့ဘက်ကတော့ပြင်ဆင်နေစုဖွဲ့တယ် အဲ့ဘက်ချိန်မှာဒါဒါတော်လိုင်းတက်ဖွဲ့တွေဘက်ကကြတော့လေချောင်းတိုက်ခတ်မှုအတွက်ဒါအလုပ်တွေများနေတာမျိုးတွေရှိမယ်။အရွှေပြောင်းလာတာရှိမယ်၊စုပွဲလာတာရှိမယ်။အဲ့လိုပုံစံမျိုးတွေပေါ့နော်ပြင်ဆင်ရတာရှိမယ်။ဒါပေမဲ့သူအင်အားဖြည့်တာတွေ၊သူစုပွဲတာတွေပြီးသွားပြီဆိုတဲ့ချိန်မှာသူတက်ထိုးတဲ့ချိန်မှာခုနလိုတော်လိုင်းတက်ဖွဲ့တွေအစင်သစ်မဖြစ်တဲ့ပုံစံမျိုးဖြစ်အောင်သူရည်ရွယ်ပြီးလှုပ်ဆောင်နေတယ်လို့လည်းဒါယူဆလို့ရတယ်ပေါ့နော်။အဲ့ဒါပြီးရင်တော့တေးကြတယ်မြေပြင်စစ်ကြောင်းတွေလာတော့ အဲ့တော့တီပွဲရဲ့အခြေအနေကလည်းကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်အနေအထားတစ်ခုလို့တော့ဒါပြောရမှာပေါ့နော်နောက်တစ်ခုကတော့အာရဝန်သားစရာပြောရမယ့်ဟာရှိတယ်အဲ့ဒါဘူးလက်လာဆွေဘူးလက်လာဆွေဘူးလက်လာဆွေစကမင်းမရတော့ဘူးသတင်းမရတော့ဘူးဆိုပြီးတော့လည်းသတင်းတွေထွက်ပေါ်နေတာတွေရှိတယ်ပေါ့နော်အဲ့ဒါဘူးလက်ကဒါခုနလိုပေါ့နော်ဒီစစ်ကောင်စီဘင်းအောင်လိုင်ရဲ့စစ်ကောင်စီကိုပေါ့နော်သူကဒီရွေးကောက်ပွဲကွန်ပရှင်ကိုဒါမဲဆင်းနေမှားနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူဒီဆိုရှယ်မီဒီယာမှာပေါ့နော်တင်လိုက်တယ်ဒဲကြီးစော်လိုက်တယ်ပေါ့ဗျာ အဲ့လိုသူသွားဆစ်ပြီးရချင်းမှာသူအန်အောတဲ့ပုံစံမျိုးနဲ့သူလှုပ်ချလိုက်တာအခုသူအန်အောနေရပြီဟိုကလာကော်သွားတာပေါ့နော်အဲ့သူက9ရက်နေမှာအဲ့လိုပုံစံမျိုးနဲ့ပြောခဲ့တယ်ဒါပေမဲ့10ရက်နေညနေမှာကျတော့သူကအဲ့လိုလာခေါ်သွားတယ်ဆိုပြီးတော့သိရတယ်သူကင်ဆောင်ထားတဲ့ဖုန်းတွေကိုဆက်သွယ်တဲ့အခါမှာလည်းအဆက်သွယ်ပြတ်တောက်နေတယ်ဆိုပြီးတော့လည်းဒါသတင်းတွေထွက်ပေါ်နေတယ်ပေါ့နော်အဲ့တော့မဲခိုးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာနာသိမ်းခဲ့တဲ့မင်းအောင်လိုင်ကိုမဲစင်းမှားတယ်ဆိုပြီးတော့သွားပြောမှာတော့ပေါ့နော်လစ်ပြီပေါ့ဒီကောင်အခုချိန်သွားနေတော့စုံသေးရဲ့လား ။ तू อ่ะไอ้อ่ะไอ้ห่าမျိုး तू တင်လိုက်ပြီးရဲ့အချိန်မှာ तू อ่ะသူ့ကိုယ် तू လက်လွန်သွားမှန်းတော့ तू သိတယ်ဗျ။အဲ့တော့ဗာလဲဆိုတော့စစ်တက်လော်ရီတွေပြောထားတဲ့အချိန်မှာတွေ့ရတယ်။ไอ้ห่าကဒီဘူးလက်ကပေါ့နော်။ဒါလဆွေရအခုလိုမျိုးပုံစံမျိုးနဲ့ तू လက်လွန်ကြက်သွင်းနေ तू ပြောပလိုက်ရော။အပြောပလိုက်တဲ့ဟာကို तू อ่ะမဖြစ်စေချင်ဘူး။ဘလို့ဖြစ်စေချင်တာလဲဆိုတော့ तू อ่ะไอ้ห่าမျိုးမြင်ရတွေ့ရပြီဆိုရင်တော့မှလွဲမားနေတယ်ဆိုရင် तू ကအရင်ဆုံးအကြောင်းကြားပေါ့နော်။ယူကြီးစီကိုအကြောင်းကြား။ အကြပြီးမှအဲ့ဒီကမဖြည့်ရှင်းပြဘူးဆိုရင်တော့ဒါလူသိရှင်ကြပြောရင်လည်းပြောပေါ့နော်အခုကကြတော့ဒါဖြည့်ရှင်းပေးရမယ့်နေရာတွေတော့မသိဘဲနဲ့အခုလိုကြီးလှုပ်ချလိုက်တာဆိုတော့ဒါတင်းပြီပေါ့အမှန်တကယ်မားမားတယ်ပေါ့ကျွန်တော်ပြောဟုတ်တော့မလားအဲ့ကြတော့ဘူလတ်ကလည်းအနေထားမတက်တယ်ဒါပေမဲ့အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာ तू လက်လွတ်ကြက်တုံဖြစ်သွားပြီဆိုတော့ तू သိ သိတဲ့ခါကျတော့လေသူကဒါပြန်ပြီးဖြီးတဲ့ပုံစံမျိုးနဲ့နောက်ထပ်ဗီဒီယိုတစ်ခုတက်ခဲ့သေးတယ်လို့လည်းပြောတယ်ပေါ့နော်အာယူအီစီကဒီလိုမျိုးဒါပြန်ဖြည့်ရှင်းပေးမယ်ဆိုတာဟာ၄ဖြည့်ရှင်းပေးတာတွေကကောင်းပါတယ်ဒါတွေကျေးဇူးတွေပါဘာညာလဲသူလုတ်သွားသေးတယ်ပေါ့နော်ဒါပေမဲ့လက်လွန်သွားရင်ဟိုကလာကုတ်ကွာအဲ့တော့အဲနှုတ်ကြောင့်ဒါသူတို့ကြေမာလားတေမာလားတော့မသိဘူးပေါ့နော်ဒါပေမဲ့တစ်ခုရှိတာခေါ်ပြီးတော့စစ်မေးတာလားအခုနကလို့ထိမ့်သိမ့်တာလားတကယ်ပဲဖမ်းမိလားအဲ့ပြီးတော့ကြတော့ဒါ ညှိနှိုင်းပြီးတော့ပြန်လှုပ်မှလားဆိုတဲ့ဟာတွေကတော့စောင့်ကြည့်ရမှာပေါ့နော်။ဒါပေမဲ့ကျွန်တော်ပြောထားခဲ့တဲ့ရှေ့ဗီဒီယိုမှာပေါ့နော်။ဒါဘူးလက်အကြောင်းပြောတဲ့အချိန်မှာပြောထားခဲ့ဘူးတဲ့။ဘူးလက်ရဲ့အရင်နှုန်းကပြောခဲ့တဲ့ဗီဒီယိုလေးတွေဒေါင်းပြီးတော့တင်ထားပါပေါ့နော်။တကယ်လို့များဘူးလက်ပြောတဲ့ရည်စရာဟာသားတွေကိုပေါ့နော်ပြန်ပြီးတော့နားထောင်ကျင်နေဆိုမရှိမှဆိုလို့ပေါ့။အဲ့ကောင်အမြဲတမ်းပေါက်ခဲ့ရပြောတာပေါ့နော်။ ဆယ်တန်းဆောင်ပွဲကိစ္စနဲ့တော့လည်းသူပြောတာပဲဒါမင်းအောင်စိုးနဲ့ဒါသူတို့တွေ့တဲ့အချိန်တော့လည်းသူပြောတာပဲအဲ့တော့အချင်းချင်းအခါကမင်းအောင်လိုင်ကိုဒါခုနကပေါ့နော်အမူအရာအဖြစ်နှုတ်အဖြစ်လူသိရှင်ကြစော်ကားနေတာကိုလက်မခံနိုင်တော့လို့ခုလိုမျိုးဖမ်းသွားတာလားဆိုတာကိုတော့ဒါကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဒါပေမဲ့ဆေးမိမပြီးတော့ပြောတတ်ဘူးပေါ့နော်ငါပြီးကြော်နေနေပါလေလက်ရရနေမှာပေါ့နောက်တစ်ယောက်ကတော့ဒါတသက်ခိုင်တသက်ခိုင်ကတော့ဒါစရင်ရှင်းရမယ့်တယောက်ပေါ့နော်ဘာလို့လဲဆိုတော့ဒါ မေစုပြင်တမရာကြီးဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုရုပ်မှာရိုင်းဆိုင်စွာစော်ကားသွားတာပေါ့ဗျာအဲ့ဒါအဲ့ဒါအဲ့ဒါတော့ဒါ very good morning ya မင်္ဂလာပါဆိုရဲတသက်ခိုင်ပေါ့နော်အဲ့တော့ဒီတသက်ခိုင်ကဒီလိုမျိုးအခုပြောဆိုတာတွေကိုကျွန်တော်တို့ကတော့လက်ခံလို့မရဘူးပေါ့နော်စစ်ကောင်စီရဲ့လိုချက်စစ်ကောင်စီပြောစီခြင်းတဲ့ဇာတ်တွေကိုသူကမရှက်မကြောက်ဘဲနဲ့ထွက်ပြောလာတယ်ဆိုတဲ့ပုံစံမျိုးလည်းကျွန်တော်မြင်ရတယ်ပေါ့နော်အဓိကအဲ့ဇာတ်တွေအဲ့အုံလုံးနေအဲ့လိုမျိုးပြောဆိုတဲ့ဟာတွေကစစ်ကောင်စီဖြစ်စေခြင်းတဲ့ဟာတွေ ်ရှေ့ကောင်စီကအဲ့လိုပုံစံမျိုးပဲပုံဖော်ထားတာပေါ့နော်အဲ့ဒါကိုသူကဒါမရှက်မကြောက်နဲ့ထွက်ပြီးတော့အဲ့လိုပြောလာတဲ့ဟာကတော်တော်လေးကိုယုံရှာစရာကောင်းတယ်ပေါ့ဗျာအဲ့တော့ဓာကြီးကိုတော့ကျွန်တော်ခွင့်လွတ်လို့မရဘူးပေါ့နော်လူလူကောင်းဆောင်တွေကိုစော်ကားတယ်ဆိုတာကလည်းသူတို့ကိုထောက်ခံနေတဲ့လူလူကိုစော်ကားတာနဲ့အတူတူပဲအဲ့ဒါကြောင့်ဒီဘွားတော်ကဒါပြဿနာဒီဒီလိုလှုပ်လိုက်ပြီဆိုတာဖြစ်တဲ့အတွက်ဒါ ဒီလူတို့ကိုစိန်ခေါ်လိုက်တာပဲဒီကောင်းဆောင်တွေကိုထောက်ခံနေတဲ့လူတို့ကိုစိန်ခေါ်လိုက်တာအဲဒီစိန်ခေါ်မှုကဘယ်လောက်ထိပြင်းထန်သလဲဆိုတဲ့ဟာကို तू တစ်ချိန်ကြာရင်တေချာပေါက် तू ခံစားရလိမ့်မယ်ပေါ့နော်ဒါကတမိုင်းပဲဒါက तू ရွေးချယ်မှုပဲ तू ရွေးချယ်လိုက်တဲ့ဟာကို तू လက်ခံရမှာပေါ့နော်အဲ့တော့ तू အခုလိုမျိုးဒါမင်းအောင်လိုင်းကိုဘုံမတဲ့ပုံစံမျိုးနဲ့မင်းအောင်လိုင်းသဘောကျရင်ပြီးတော့မင်းအောင်လိုင်းပြောစီခြင်းတဲ့စကားတွေကို तू ထုတ်ပြောလိုက်တာဖြစ်တဲ့အတွက်ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေရဲ့အပြစ်ပေးခြင်းချိန်တန်တဲ့ခါကျရင်သူတို့တေချာပေါက်ခံရလိမ့်မယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါက ဒါရှင်းကိုရှင်းရမယ့်ပေါ့ကြတစ်ခုပေါ့နော်အဲ့တော့ဒါကခွင့်လွတ်လွတ်မရတဲ့အမှားတစ်ခုဖြစ်တယ်ပေါ့နော်အကျဉ်းချင်းစော်ကားတယ်ဒါအခုဆိုရင်တော့ဒါလူလူကောင်းဆောင်မှာထိပါလာတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဒါကတော့လုံးဝခွင့်လွတ်လွတ်မရဘူးအဲဒီလေချောင်းကနေဘုံကျဲနေတဲ့ကောင်နေနဲ့တဒန်းနဲ့ထားရမှာဒါပြည်သူကိုရဲဆက်ဆက်တက်ပြတ်နေတဲ့ကောင်နေနဲ့တဒန်းနဲ့ထားရမှာရန်သူနဲ့တဒန်းနဲ့ထားရမှာဗျာအဲ့လိုဟာမျိုးတွေကဒါဗဇက်ကနေပြောပေါ့နော်ဒါတို့အနေနဲ့ဒါမစီမဆိုင်မစင်မကျင်ပြောတာတွေကပေါ့နော်နှုတ်ကြောင့်တည်တတ်တယ်ဆိုတဲ့ဟာတွေကိုတို့မေ့နေပုံရတယ်ပေါ့နော် ဲ့တော့အဲဥစ္စာဘလို့လဲဆိုတဲ့ဟာကိုလည်းဒါသူချိန်ကြရင်ခန်းစားရလိမ့်မယ်နောက်ခုကတော့ဗာလဲဆိုတော့ဒါရန်ကုန်ကလူထုပေါ့နော်လူထုတော်လိုင်းကိုထောက်ခံနေတဲ့လူထုတွေရန်ကုန်မှာအများကြီးရှိတယ်အဲ့တော့ဘာတွေကျွန်တော်ကြားခဲ့ရလဲဆိုတော့ဒီဒီလူထုတွေကိုပေါ့နော်အဲခါကြီးကြရင်ပြောကြပေါ့အာရန်ကုန်လိုမျိုးကြီးပြာကြီးမန္တလေးလိုမျိုးကြီးပြာကြီးမှာနေသားလိုနေကြတဲ့သူတွေရှိတယ်ဆိုတဲ့ပုံစံမျိုးကြီးပြောရတဲ့ရှိရှိပါလေရှိကောင်းရှိနိုင်ပါလေဒါအများကြီးပဲပေါ့နော်လူကတော့မတူနိုင်ဘူးပေါ့နော်ဟိုနေရာတိုင်းမှာဂျားနေဆိုတာရှိမယ်တက်ကိုထောက်ခံတာရှိမယ်ဒေါ်လာရင်းကိုထောက်ခံတာရှိမယ်ပေါ့နော်အဲတော့ ဒီလိုမျိုးနေရာမျိုးကကြတော့ဆွေးကောင်စီလလန်းမိတဲ့နေရာဖြစ်တယ်။အဲ့လိုနေရာမျိုးကတော်လိုင်းကိုထောက်ခံနေတယ်ဆိုတဲ့သူတွေကကြတော့ငါတို့တော်လိုင်းကိုထောက်ခံပါတယ်ကွာဆိုပြီးတော့ပြွင့်လင်းသွားလို့လို့မရဘူး။တို့တို့မှအရန်အန္တရာယ်ရှိတယ်ပေါ့နော်။ကျွန်တော်တို့အကောင်းမြင်စိတ်လေးနဲ့ပဲကျွန်တော်ကြည့်ရအောင်။ရန်ကုန်လိုနေရာမျိုးမှာလည်းကျွန်တော်တော်လိုင်းကိုထောက်ခံနေတဲ့လူထုကအများကြီးရှိတယ်ဆိုတဲ့အကြောင်းကိုသိစေချင်တယ်။ဘာဖြစ်လို့ဒီလိုမျိုးပြောရသလဲဆိုတော့အခုလက်ရှိကာလမှာ တခုခုထပြီးသူတို့ပြောလိုက်တာနဲ့ဒါစစ်ကောင်စီကလာပြီးဆွဲသွားတဲ့ဟာတွေရှိတယ်တောင်ကြီးကဖြစ်စဉ်ဆိုရင်ပဲကြည့်ပါတော့ဒါချက်ချင်းလန်ကင်းလာပြီးဆွဲသွားတာပါတော့အဲ့ကြအဲ့လိုမျိုးပုံစံမျိုးတွေလောက်ခံရမှာကိုပြည်သူတွေကလည်းကြောက်ရတာသူတို့ကလက်နက်မရှိဘူးစစ်ကောင်စီကမရိုင်းနဲ့ဗျအခုဆိုရင်ဒါပြည်သူတွေကအဲ့မှာရှိတဲ့ဒါမျိုးကြီးပြားကြီးကပြည်သူတွေကအရန်အကြက်တဲတွေနဲ့ရင်ဆိုင်နေရတယ်စိတ်ပစ္စည်းတွေရင်ဆိုင်နေရတယ်ဒါကျွန်တော်တို့ကိုချင်းစားကြမယ်ပေါ့ဗျာအဓိကတော့ဒါအချင်းချင်းစိတ်ဝမ်းမကွဲဖို့လိုတာပေါ့ဗျာဟိုဘာဖြစ်လဲဆိုတော့တလကို ဒီစစ်မှုထမ်းကြီးဆိုတဲ့ပုံစံမျိုးနဲ့၄တောင်းပေးရဒါတာတာသမီးရှိတဲ့သူတွေပေါ့နော်ဒါလူငယ်ရှိတဲ့သူတွေပေါ့နော်လူငယ်ရှိတဲ့မိဘတွေအဲ့မိဘတွေကတယောက်ရှင်၄တောင်းပေးရနှစ်ယောက်ရှင်၈တောင်းပေးရအဲ့ဒါလစဉ်တောင်းတာအဲ့၄တောင်းဆိုတာအ ਨੇ ဆုံးဒါအင်းစိမ်မှာဖြစ်နေတာအင်းစိမ်မှာ၄တောင်းဆိုတာဒါအ ਨੇ ဆုံးအဆင့်ပဲကျွန်တော်သိရသလောက်ပေါ့နော်တခြားနေရာတွေမှာဒီထက်များတဲ့ဟာတွေအများကြီးရ8တောင်း8တောင်းတသိန်း2တောင်းဒါမျိုးပုံစံမျိုးတွေနဲ့ဒါငွေကိုပေးချေနေရတာလစဉ်နဲ့အမျှ အဲ့လိုပုံစံမျိုးတွေအများကြီးရှိတယ်နောက်တစ်ခုကအဲ့လိုမျိုးလာစဉ်လာစဉ်လေးတောင်းပေးချိန်နေရင်းနဲ့ဒီစစ်မှုတန်းမဲ့ဈေးရင်းထဲမှာနာမည်ပါလာပြီဆိုရင်တွားပြီးတော့ဖြတ်ဖို့အတွက်10သိန်းစစ်မှုမထမ်းခြင်းမူဒါပေမဲ့10သိန်းပေးရင်ဖြတ်ပေးရဆိုတဲ့ပုံစံမျိုး10သိန်းအဲ့အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ဒါစစ်မှုတန်းတဲ့အထဲမှာလုံးဝလူမသိသူမသိမဟုတ်ဘဲနဲ့ပါလာပြီပေါ်လာပြီဆိုတဲ့အခါကျရင်အဲသူကလူစားလဲလို့ရတယ်သိန်း60သိန်း60အဲ့ကြပြည်သူလူထုစီကနေပြီးတော့အဲ့လိုမျိုးနှီးပြုံစုံနဲ့ငွေညှင့်နေတာ ်ငွေညစ်နေတဲ့ဟာကိုလူလူကလည်းလှိမ့်ပိပြီးခံနေရတယ်အဲအဲ့ဒီဟာလေးတွေကဒါကျွန်တော်တို့ကပေါ့နော်ဒါကူမပေးနဲ့ဆိုပြီးတော့တော်ပြောပြန်ရင်လည်းသူတို့ကအနေရောထဲမှာနေနေရတာပေါ့နော်အခုရန်ကုန်လိုမန်းလေးလိုမြို့ကြီးပြားကြီးတွေကအနေရောတွေလိုဖြစ်နေတာဗျအဲ့တော့ကြာသူနီးသူဟန်နေတော့အနေရတွေ safety ဈေးမှုတွေအခက်ခဲတွေကြက်တဲမှုတွေကိုရင်ဆိုင်နေကြရတာပဲပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့အရာတွေကိုကိုစားမဖြေရှင်းပေးနိုင်ဘူးဆိုတဲ့အခါကျရင်ကျွန်တော်တို့သွားပြီးတော့ဘာလုပ်ပါညာလုပ်ပါဆိုတဲ့ပုံစံမျိုးပြောဖို့အင်မတန်ခက်ခဲတယ်ပေါ့နော် အဲ့တော့လူလူကလည်းသူ့အနီးနူးသူ့ဟန်နဲ့တော့သူရအောင်ဖြည့်ရှင်းနေကြပါတယ်။ဒီငွေတွေကိုလည်းသူတို့လည်းမပေးချင်ပါဘူးပေါ့နော်။ဒါပေမဲ့ရှောင်ကြတိန်းကြရအောင်ဟေ့ဆိုတဲ့ခါကျတော့လေသူ့အခက်အခဲနဲ့သူရှိကြတယ်ပေါ့ဗျာ။အဲ့တော့ကျတော့ကျွန်တော်တို့အဆုံးစွန်ဆုံးတိကျွန်တော်တို့နားလည်ပေးကြတယ်ပေါ့နော်။အဲ့တော့အဲ့လိုလူတွေရဲ့ရင်ထဲမှာအခုဘာတွေဖြစ်လဲဆိုတော့မကင်းနိုင်လို့သာဒီလိုဖြစ်နေတယ်ပေါ့နော်။ဒါပေမဲ့လုံးဝတော်လိုင်းတက်တဲ့ရဲ့သတင်းတွေကိုအမြဲတမ်းနှားရွှင့်နေကြတယ်။ရန်ကုန်မှာပေါ့နော်။ဒါပောက်ကွဲမှုတွေဖြစ်တယ် ဲလိုမျိုးပောက်ကွဲမှုတွေဖြစ်လိုက်လို့ကြားရတာ ਨੇ သူကရင်ထဲမှာကြိတ်ပြီးပြော်ကြတယ်ဒီဒီသူ့အိမ်မှာသူပေါ့နော်ဒါတကားပိတ်ပြီးလက်ခုပ်တီးကြတဲ့အဖွဲတွေရှိအဲ့ဒါဘာလဲဆိုတော့မအရွေးရဲ့လူငယ်တွေလုံနိုင်နေတုံးပဲမအရွေးရဲ့လူငယ်တွေစစ်ကောင်စီကိုမြို့ပေါ်မှာချင်းချောက်နိုင်နေတုံးပဲအဝိရဲ့လူငယ်တွေသွေးမွေးအေးအောင်အခုချိန်ထိလှုံ့ဆော်ပေးနိုင်နေတုံးပဲဆိုတဲ့စိတ်မျိုးတွေနဲ့သူတို့ကချီချူလေးစားသဘောကျပြီးတော့ပျော်ကြွှင်ကြတယ် ြိတ်ပြီးတော့ပျော်နေရတဲ့အနေထားပေါ့ဗျာအဲ့တော့အောင်ပွဲခံတဲ့အချိန်တုန်းကညမြင်ကြတွေ့ကြပါလိမ့်မယ်တလိုင်းတပ်ဖွဲ့တွေကိုလာပြီးတော့ကြိုးစောတာတွေပါလေဆိုအဲ့ဟာနဲ့တထက်သေးပါပဲတဲ့အကုန်လုံးကပေါ့နော်ရန်ကုန်နဲ့တက်တွေကနီးလာပြီလားဆိုတဲ့သတင်းကိုအမြဲတမ်းစောင့်မျှော်နေကြတာပါတဲ့အဲ့ကြတော့တလိုင်းတပ်ဖွဲ့တွေကအမြဲတမ်းကြုံဝါကြတာရှိတယ်ပေါ့နော်အာရန်ကုန်တို့မန္တလေးတို့နေပြည်တော်တို့ဒါမျိုးပုံစံမျိုးတွေကြုံဝါကြတာရှိတယ်အဲ့လိုကြုံဝါချက်တွေကြားရရင်ပေါ့နော်အတိုင်းမသိဒါဝမ်းမြောက်ရတယ်ပေါ့နော်ပြီးတော့တကယ်သာခြေတက်လာနိုင်ပြီရှိဆိုတဲ့ခါကြရင်ပေါ့နော် ရှိတဲ့ဟာကိုဆွဲပြီးတော့ပါဝင်တိုက်ခဲ့ကြမယ်ဒေါ်လန်ရေးတပ်ဖွဲ့တွေဘက်ကနေပြီးတော့ပါဝင်ပြီးတော့အားဖြစ်ပေးကြမယ်လုံးသိမ့်လုံးတိုက်တာအကုန်လုံးပေးကြမယ်လူတို့ကဒီလိုမျိုးမျိုးပေါ်မျိုးကြီးနေရာတွေမှာအများကြီးရှိပါတယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းစကားပါခိုင်းပါတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့တွေကစိတ်တွေအဆင်မပြေတာတွေရှိတယ်အမ်မကြည်လည်တာတွေရှိတယ်အပြီးတော့ကျတော့ဒါကိုယ့်ရဲ့အခက်ခဲတွေလည်းအများကြီးကြုံရတယ်အနာသိမ့်ပြီးနောက်ပိုင်းမှာအခက်ခဲမျိုးစုံကြုံရတယ်ပေါ့နော်အဲ့လိုကြုံရတဲ့အခါကျတော့စိတ်တွေကအဆင်မပြေကြဘူးပြီးတော့ကြားရတဲ့သတင်းတွေပြီးတော့ ဆောင်ဆိုင်နေရတဲ့စိတ်မရှိနိုင်မှုတွေပေါ့နော်ဆိုတာဒေါ်လာရင်းကိုအမြန်ဆုံးပြပြချင်တယ်ဒါပေမဲ့ဒေါ်လာရင်းဖြစ်တဲ့အတွက်ဘလောက်ကြာမလဲမသိနိုင်တဲ့အခါကျတော့ငါတို့ဘဲရွေဘဲမြတိခက်ခဲနေဦးမှာလဲဆိုရင်စိတ်တွေကလည်းရှိကြတယ်အဲ့တော့ဘလို့မှအဆင်မပြေတော့မြင်မြင်သမျှကိုကျွန်တော်တို့ကခုနလိုပေါ့နော် processing နေဖြစ်နေရပေါ့နော်အဲ့ကြတယ်အဲ့လိုဟာမျိုးလေးလဲဒါကျွန်တော်တို့သိစေချင်လို့အခုလိုမျိုးသတင်းစကားတွေပါခိုင်းတာဖြစ်ပါတယ်အဓိကတော့ဒေါ်လာရင်းကိုထောက်ခံတဲ့လူလူကနေရာအနှံ့မှာရှိပါတယ်နေရာတိုင်းမှာရှိပါတယ် သူနည်းသူဟန်တွေကတော့ဒါထောက်ခံအပီပြီးတော့ပါဝင်ပေးနေကြတယ်ဆိုတဲ့အကြောင်းကိုလည်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်